Honor 90 Kick ကစပြီးနာမည်ရလာတဲ့ Phone Series ရဲ့အခုနောက်ဆုံးထွက်400နဲ့400 Pro ကျွန်တော်တို့ဈေးကွက်ထဲကိုဝင်လာပြီ။အရင်တုန်းက100တို့300တို့ series ရတော့ကျွန်တော်တို့ဒီ officially owner owner မြန်မာဝင်ခဲ့တာမရှိဘူး။အဲအခုကတော့400နဲ့400 Pro comeback မှာဘလို့နေထားရှိမလဲ။ကျွန်တော်ဒီ phone လေးကိုစိတ်ဝင်စားနေတဲ့မိတ်ဆွေတွေအတွက် showcase လုပ်ပေးမှာဖြစ်ပါတယ်။ဆိုတော့ video လေးတစ်ချက်ကြည့်အောင်။ဒီ phone series နဲ့ပတ်သက်ပြီးမသိသေးတဲ့တချို့မိတ်ဆွေတွေအတွက်နည်းနည်းရှင်းပြရမယ်ဆိုရင် recall ခေါ်ရမယ်ဆိုရင် तू က ပေါ်ပေါ်ပါနဲ့ကင်မရာအသားပေးသဘောမျိုးထုတ်ထားတာအဲမြင်သာအောင်ထက်ရှင်ပြရင် Xiaomi ရဲ့ CB lineup လိုမျိုးအခုနောက်ပိုင်းတခြား official brand တွေမှာလည်းအဲ့လိုမျိုးဒီလိုဆန်းဆန်း DNA နေနဲ့ lineup တွေရှိလာတယ်ဗျာအဲအဲ့လိုမျိုး honor ဒီကောင်ကိုပြောမစင်အေး50တွေ70တွေခက်လောက်တွေကပေါ်ဆောင်လာခဲ့တာ90အရောက်မှာ honor ကျွဲခဲ့သလိုပဲသူကတော့ DSLR level portrait ရလာတယ်ဘာညာပေါ့အဓိကကတော့ဗျာလူပုံရှေ့ကြည့်နေတော့ portrait ရိုက်တဲ့အချိန်မှာဒီလိုမျိုး flagship မဟုတ်တဲ့ mid range upper mid range phone တလုံး 90ဆိုရင်ပိုဆိုးတယ် Honor 90 Pro တို့ Pro Plus တို့လိုမျိုး level တော့မဟုတ်ဘူးရိုးရိုး base model 90ဗျာသုံးဘူးတဲ့လူတွေရှိလို့ချင်းအောက်မှာကိုယ့်ရဲ့အတွေ့အကြုံတွေမန်းခဲ့လို့ရတယ်အဲ့လိုမျိုးရိုးရိုး base model 90မှာတော့မှဘာပဲပြောပါတော့အရင်တော့တခြား official တွေကိုဝင်နေအဲ့ဈေးတန်းဝင်ရင်ဖုန်းတွေထက်ရှိကီနာဝါပေါ်ထရိတ်ရိုက်တာမှာတော်တော်လေးကိုကောင်းနေဆိုတော့တွေ့ခဲ့ရတယ်ကျွန်တော် showcase မလို့ပင့်ပြောရတော့မဟုတ်ဘူး 8k 8အနေထား honor 90 kit ကအဲ့လို quality အနေထားမျိုးရဖို့ အဲ China phone လဲမဝယ်ဘူး flagship phone လဲမဝယ်ဘူးဆိုရင်ဒီလို official phone တစ်လုံးအနေနဲ့အဲ့လောက်ထိပေးနိုင်ခဲ့တာ honor ပဲရှိတယ်အဲအဲ့တော့လူတွေတော်တော်လေးကို attention ရသွားတဲ့ phone series ဆိုလည်းမမှားဘူးအခု400 series kit ကိုရောက်လာပြီဒီတစ်ခေါက်မှာကောင်းတဲ့ချက်ကအရင်ခေါက်ကလူပဲပေါ့နော်400က400 pro ရောက်မှာဖြစ်ပါတယ်အခုကျွန်တော်လက်ထဲကကောင်းလေးကတော့400 base model ပေါ့အခုကျွန်တော်တို့မြန်မာပြည်အနေထားနေကလည်းလူအများစုက base model ကိုပိုဝယ်ဖြစ်ကြမယ်လို့လည်းသုံးသက်စရာရှိတယ် ဒါတော့စိတ်မကောင်းစရာအမှန်တရားခါသီးတဲ့တစ်ချက်ပေါ့ပြောမှဆိုရင်ဒီချက်တရား honor ပြောခိုင်းလို့ပြောရလည်းမဟုတ်သလိုလက်တွေ့အမှန်တရားပဲ honor 90လို့200 200 pro တွေပေါ့နော်သုံးခဲ့လူတွေရှိလို့ချင်းကျွန်တော်ပြောတဲ့စကားကိုအနည်းဆုံးတော့ agree to certain extent တော့ဖြစ်မယ်လို့ထင်တယ်ကုံပုံပြောမယ်ဗျာ Xiaomi ရဲ့ CV lineup ကိုနေလားငါလားရှင်နိုင်ခဲ့တာဆိုတော့အဲ honor 90ပဲရှိတယ်အဲ့လောက်ထိကိုသူကလည်းပြန်ပါဈေးကွက်ကိုဗျာတော်တော်လေးကို push ခဲ့တယ် 200 Pro မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးပေါ့နော်ဟို flagship မဟုတ်တဲ့ဖုန်းတစ်လုံးကိုပြင်သစ်က studio ပါလေ hardcore တို့ပေါင်းနဲ့ပေါင်းပြီးတော့ studio level portrait ပါညာဆိုပြီးတော့သူတို့ next level နောက်တစ်ဆင့်ပေါ့နော်သူတို့လုပ်ခဲ့တယ်။ဒါပြင်ဒီတစ်ခေါက်400 Pro နဲ့400 Pro ရောသူတို့အဓိကဘာကို highlight လုပ်တာလဲ။စကားမဆက် my tech မြန်မာပြည်သက်ကြောင်းလုံးဝမင်္ဂလာပါ။ကျွန်တော်ကတော့ဖုန်းကြောက်သူပါ။ပထမဆုံးပြောချင်တာကတော့ဒီဖုန်းတွေရဲ့သူ design layout သူပြင်ဒီ camera layout ပုံစံကိုကျွန်တော်ကတော့ personally ပို့သဘောကြတယ်။ဘာလို့လဲဆိုတော့အရင်200 300တွေဆိုရင် ကြိုက်တဲ့လူတွေကြိုက်တယ်ဆိုပေမဲ့ကျွန်တော်တော့မကြိုက်ခဲ့ဘူးပေါ့နော်သူကဒီ pro ပဲဖြစ်ပါဗျဒီဇိုင်းကနည်းနည်းပေါ့သူများနဲ့တော့ကိုယ်ထွက်နေရပေါ့နော်ဒါပေမဲ့ကျွန်တော် personalities မဟုတ်ခဲ့ဘူး over shade တွေပါနေတယ်ဒါပေမဲ့ဒီတစ်ခေါက်မစားတော့ပို့ပြီးတော့ neat ဖြစ်လာပြီ anyway လုံးဝ appreciate ဖြစ်ရတဲ့အချက်ကတော့ flagship level high end phone တလုံးမဟုတ်ပဲနဲ့သူတို့ရဲ့ဒီ camera layout design ကိုတစ်နှစ်တစ်မျိုးမထက်အောင်လုပ်တဲ့အချက်ကဟိုမသိရင်အရင်တော့အတိအမှ innovate ဖြစ်ခဲ့တဲ့တချို့ brand တွေရဲ့ flagship phone တွေ အဲအဲ့လိုမျိုးဒါမှမဟုတ်လဲ honor ရဲ့ flagship phone တွေလိုမျိုးဆန်ဆန်ဒါတော်တော်လေးကိုအားထည့်ထားရဲဆိုတာသိသာစေတယ်ပေါ့ honor phone အထွက် pro ဆိုရင်ကင်မရာ၃လုံးဖြစ်သွားတာပို့ပြီးတော့ design signature အရလည်းပို့ core reserve back ကိုရောက်တယ်အဲပြီးတော့ဒီအနောက်ဘက်တွေကလည်း matte အသားအောင်မှ let's see ကတော်တော်လေးကိုတတ်တာတွေ့ရတယ်ကျွန်တော်ဒီကောင်လေးဆိုရင်နည်းနည်းငြိမ်တဲ့ဟို gentleman ဆန်ဆန်ပေါ့နော် settle ဖြစ်တဲ့ vibe ကိုတော့သွားတယ်ဒီခေါက်400 series မှာ honor အဓိက upgrade လုပ်လိုက်တာကိုပြောပါဆိုရင် AI feature တွေလို့ပြောရမယ် 2025မှာလူတိုင်း AI 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 ဆိုဖြစ်နေတဲ့အချိန်မှာ honor တို့လည်းနောက်ကောက်မကြတော့ဘူးပေါ့ဒီညမှာတစ်ခုပေါ့နော်ကြုံလို့ပြောရမှာစင်အာ Apple Intelligence ဆိုပြီးတော့ WWDC အထည်ကိုချမပြနိုင်တဲ့ brand မျိုးထပ်ဆိုင်ရင်တော့ honor တို့အများကြီးတာပါဘူး showcase မလို့ပြောတာမဟုတ်ဘူးနော် you know အရင်ကနောက်ကျခဲ့ရင်တော့2025မှာ phone company တိုင်း AI ဆိုပြီးတော့ကြွယ်ပြလာတဲ့အချိန်မှာ honor တို့လည်းပါလာပြီပါလာမှဗျာတော်တော်လေး feature စုံစုံတပြိုင်တည်းကိုထည့်ပေးလာတာထောက်တော့ အခုကျွန်တော်လက်ထက်အကောင်တော့ Honor 400အယောင်နေနဲ့ Midnight Black နဲ့ Desert Go ဆိုပြီးတော့၂ယောင် option ရှိမယ်ကင်မရာအသားပေးထုတ်ထားတဲ့ဖုန်းတစ်လုံးဆိုတော့ကင်မရာကြောင့်အောင်စပြောအောင်သူ့ရဲ့ကင်မရာ specification တွေအရောထိလို့ပါသူ့ရဲ့ main ကင်မရာ Pro မှာရော base model မှာရော hardware ဘိုင်းကတိတိတသာ upgrade လုပ်လိုက်တယ်လို့ပြောလို့ရတယ် Samsung ရဲ့တေချာ customize ထုတ်ထားတဲ့ sensor ကိုဒီလို base model မှာရော Pro တိုင်းတူတူသုံးထားတယ် main ကင်မရာပေါ့200 megapixel sensor မှာ1:1.4 inch စင်ဆာ size တွေနည်းနည်းကြီးတယ်။ရိုက်တဲ့အချိန်မှာ AI နဲ့ enhance လုပ်တာတွေနောက်ဇုံဆွဲရိုက်တာလိုမျိုးတွေမှာ clarity detail ကောင်း AI နဲ့ပြန်မှာ process လုပ်ပေးရတယ်မှာလဲပို့ပြီးတော့ improve ဖြစ်လာတယ်။ဥပမာဖြတ်ကနေလူကို snapshot ရိုက်လိုက်တာမျိုးတွေမှာလဲပို့ပြီးတော့တိကျသက်ရလာမယ်။ owner ကတော့ကြွယ်လိမ့်မယ်။ AI super zone တို့ AI portrait snap တို့စမ်းကြည့်ပါ။ကျွန်တော်ပြောပြမယ်ဇုံ15စာလောက်ဆွဲရိုက်ထားတဲ့အဲ့လို digital zone အဆင့်တွေကိုသူ့ရဲ့ detail တွေတော်တော်ပြန်ကောင်းအောင်ဒီ AI နဲ့ processing enhance တော်တော်လုပ်ပေးနိုင် အတက်နိုင်ဆုံးပုံထွက်တွေပို့ကြည့်အောင် AI Super Zone နဲ့ detail တွေတင်ပေးလိုက်တယ်ဆိုတာမျိုးသူ့ level 2ဈေးတန်းတူမသိမင်းဖုန်းတချို့တွေထက်သူ့ရဲ့ဒီ zooming capability AI enhancement ပိုင်းမှာဒီကောင်မနိုင်နေဘူးပုံကောင်းတယ်လို့တော့တချို့ကိုပြောလို့ရတယ်အစ30 38 zone shot တွေမှာပဲဥပမာဗျာအဝေးကနေပြီးတော့ကျွန်တော်တို့ရိုက်တဲ့ချိန်မှာငှက်လိုမျိုးတွေကအစသူ့ AI က recognize ဖြစ်တယ်ဒီလိုမျိုး flash မဟုတ်သေးတဲ့ တင်မလားဒီလို never series တခုမှာအဲ့လိုမျိုး base model မှာအစသူတို့ AI capability တွေကိုတူတူထည့်သုံးပေးတာနောက် main camera ကို upgrade လုပ်ပေးတာတူတာတွေကတော့တကယ်လို့ပေါ့နော်မိတ်ဆွေက pro လောက်ထိဈေးမသုံးချင်ဘူး pro မဝယ်ချင်ဘူးအကြောင်းအကြောင်းနဲ့400လေးပဲဝယ်မယ်ဆိုရင်တော့မှ compromise ဖြစ်သွားတာနည်းတယ်ဆိုရအားသာချက်ရတယ်။သူ့ AI portrait snap ကလည်းကျွန်တော်စမ်းကြည့်တော့ပြောလို့ပြောမှမဟုတ်ဘူး။အာလူပုံကိုကျွန်တော်တို့ပြန်မှာဖြတ်ကနေ snap ရိုက်လိုက်တယ်။သူကဒီလိုသွားရင်းနဲ့အဲ့လို action shot တွေပေါ့နော်။ ဲ့လိုမျိုးရိုက်ချက်မျိုးတွေတော့မှသူ့ရဲ့ portrait ကအတက်နိုင်ဆုံးဗျာသိရမလားဟို perfect တော့မဖြစ်ဘူးဆိုမှပဲပေါ့နော် perfect ဖြစ်ရင်လည်းဖြစ်သွားတယ်အဲဒီ detail တွေနောက်ဘိုကေယူတာတွေအဓိကတော့ဒီပြက်တယ်ပေါ့ focus တွေပါအဲအဓိကအဲ့ဒါဗျာအဲအဲ့ဒီဘိုင်းတွေသူက AI နဲ့ tuning ပြန်လုပ်ပေးလိုက်တာဆိုတော့မပါထက်ဆိုင်အဲ့ဒါကတော်တော်လေးကိုကောင်းသွားတယ်လို့ပြောလို့ရတယ်ပုံတိုင်းကတော့ perfect ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ perfect ဖြစ်သွားတဲ့ပုံတွေတွေ့ကြလို့ရှိရင်လည်းသိမလား mirroring phone တစ်လုံးဒါဆို mirroring လို့တောင်ပြောလို့ရတယ်ပေါ့နော် upper mirroring ဆိုလဲ pro ပေါ့ အဲ့လိုကောင်းဒီမှာဒီအောင်အဲ့လိုရနေပြီဆိုတာမျိုးဆိုတော့ flash အကြောင်းအကြောင်းနဲ့မဝယ်ဖြစ်တဲ့ user တွေမိတ်ဆွေတွေဆိုလို့ရှိရင်လေပို့ပြီးတော့ပျော်စရာကောင်းတာပေါ့ဓာတ်ပုံရိုက်တာ photography နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့လူတွေဆိုတော့သိမှာပါ candid portrait shot တွေအတွက်ဒီဖုန်းကအနည်းဆုံးတော့လုံးလို့ရတယ်ဆိုတာမျိုးအဲ့အဲ့လို upgrade ဖြစ်လာတယ်ဒီ detail ကိုသိချင်တဲ့လူတွေအတွက်ပြောရရင်သူ့ရဲ့ portrait က 1x နဲ့ 1.5x lens နှစ်ခုရွေးရိုက်လို့ရမယ်ခုနကကျွန်တော်ပြောခဲ့တာရိုက်ကွေး shooting ပိုင်းဆိုတော့ကျွန်တော်တို့ရိုက်ပြီး gallery ထဲကပုံနေ အက်တစ်လုပ်တဲ့ဘိုင်းမှာအဲအဲ့မှာလေသူ့ရဲ့ AI feature လေးတွေတော်တော်လေးကိုပါလာတော့တွေ့ရတယ်အဲဥပမာပုံအသေးဗျာကျွန်တော်တို့ရိုက်ထားတယ်အဲ animation လေးလုပ်ချင်တယ်အခုက video short video ခေတ်ဆိုတော့ဗျာ my day တင်တာပဲဖြစ်ဖြစ် TikTok short တို့ YouTube short တို့ Facebook reel တို့အဲ့လိုဒီမှာတင်နေတဲ့ဆိုပါတော့အဲ့မှာဆိုလေသူ့ရဲ့ animation AI နဲ့ auto လောက်ခိုင်းတာလိုမျိုးဘာပြောလဲဒါမျိုးတွေကဟို gimmick လိုပဲဖြစ်ဖြစ် gimmick ထက်တော့ပိုတယ်ပေါ့နော်မပါတဲ့ဆိုင်တော်တော်လေးကိုသုံးချင်တဲ့လူတွေအတွက်ဒါကတကယ်မိုက်တယ် အရင်ဆိုရင်အနည်းဆုံး application တွေသွင်းပြီးလုပ်ရမယ့် process မျိုးသူ့ရဲ့ default မှာနေ edit ဆိုပြီးတော့ one click ပို့ပြီးတော့ရိုးရှင်းသွားတယ်ပေါ့ on တော့ဒါကို AI image to moving or video ဆိုပြီးတော့နာမည်ပေးထားတယ်ပြီးတော့ photo college လောက်ရတာကြီးကြိုက်တဲ့တွေအတွက်သူ့မှာ moving photo college ပါတယ်အဲ့ဒါလည်း on ဘက်ကကြွယ်ထားတော့ဒီ industry မှာသူတို့ပထမဆုံးပါတဲ့တခြားလောက်အဲ့ဒါကြီးကြည့်ကြည့်ပေါ့သူ့ရွေချက်ကတော့ကိုယ်တငယ်ချင်းနဲ့ဖြစ်ဖြစ်အမှတ်တရပုံတွေအများကြီးရိုက်လာခဲ့တဲ့အချိန်မှာဟာဗီဒီယိုတော့မရိုက်ခဲ့ရဘူးွာဆိုပြီးတော့ပြန်တွေးပြီးတနုံလုံးမဖြစ်ရတော့မဲ့ solution တခုပေါ့အဲတခါတည်းဗီဒီယို one click လောက်လိုက်အောင်ပဲ now honor connect apps သုံးပြီးတော့ဒီဖုန်းကနေပြီးတော့ဓာတ်ပုံနေဗီဒီယိုတွေကို iPhone iOS ကိုအလွယ်တကူ one click ကျွန်တော်တို့ file transfer လုပ်လို့ရတယ် airdrop တွေပါရေမရှိလို့ဆိုပြီးတော့ဘာမှလို့မျိုးသိရမလားကြေကွဲနေကြမလို့နောက်အခုနောက်ပိုင်းကျွန်တော်ကိုယ်တိုင်လည်းကြိုက်တဲ့အဲ AI trick feature တွေထဲမှာအာ reflection ပေါ့နော်ကျွန်တော်မှန်အနောက်ကဟာကိုဖြတ်ရိုက်လိုက်လို့ကျွန်တော်အရင်ပြောတဲ့ဗီဒီယိုတွေမှာဆိုရင်ရှိပါတယ် ကို crash လေးနေနေအောင်မှန်နောက်ကနေရိုင်းလိုက်လို့အလင်းပြန်နေဗျာနဲ့ disturb ဖြစ်တဲ့ပုံ detail မလှဘူးပေါ့အဲ့အလင်းပြန်နေအောင် AI နဲ့ auto remove လို့ရတယ်အဲ့ဒါကလည်းအဲတချို့ရိုက်ဖြစ်တဲ့ scenario တွေအတွက်တကယ်အသုံးဝင်တယ်နောက်တစ်ခုမှခန့်တာကကျွန်တော်တို့ group shot တွေပဲဖြစ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော်ရဲ့နောက်တယောက်နှစ်ယောက်လိုမျိုးလူတွေ multiple people ရိုက်တဲ့အချိန်မှာတယောက်စားနှစ်ယောက်စားတော့ဗျာမျက်လုံးမှိတ်သွားတာမျိုးဖြစ်တတ်တယ်ပြန်မရိုက်နိုင်တော့တဲ့ခါကျရင်တိုင်ပတ်ပြီဗျာသိလားဟိုကျန်းလူတွေကကောင်းတယ်အာဒီလူကတော့မျက်လုံးမှိတ်သွားတယ်ဟုတ်ကဲ့မလား အဲအဲ့လိုတွေအတွက်လည်းအဲ့မျက်လုံးမှိတ်သွားတာမျက်လုံးအော်တိုပြန်ပွင့်အောင်အဲ AI နဲ့ပေါ့နော်သူတို့ပြန်ကျူးနေပြောင်းပေးတာမျိုးဒီကောက်တော့မှာပါလာတယ်ကျွန်တော်သုံးချက်လောက်သူ့ရဲ့ဒီ AI ethic capability ကိုတခွန်းနဲ့ပြောရမစင်တော့တော်တော်လေးကိုတည်ရမှုတစ်ခုရှိရပြောရမယ်ဒါ honor ရဲ့ဒီလို series မှာပထမဆုံး first time integration လို့တောင်ပြောလို့ရတယ်အဲအဲ့လိုဘာပြောပြောပေါ့နော်အဲ့လိုအနေထားတစ်ခုမှာအဲဒီလောက်ထိ usability မှာ beta version ဆန်ဆန်အရင်ကြီးမဖြစ်နေတာက ောင်းတယ်ပဲပြောရမှာပေါ့ကျွန်တော်တို့တော်တော်များများသုံးဖြစ်မဲ့ပုံထဲကမလိုချင်တဲ့လူပုံတွေဖြောက်တာ object တွေဖြောက်တာလောက်ကတော့ဒီကောင်ပေါ်မှာအေးအေးဆေးဆေးသုံးလို့ရတယ်နောက်ကျွန်တော်တို့ရိုက်ထားတဲ့အထက်ကလူတို့စပိန်စီးနေရပေါ့စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုစောင်းတာပြူတာဟိုကြွယ်ချင်လို့ဗျာသိရမလား photo edit လုပ်တာမျိုးလဲ AI နဲ့အလွယ်ကူ one clip မျိုးလေးစောင်းလိုက်လို့ရတယ်ပောင်းရင် background တွေ foreground တွေပြောင်းသွားတာကိုကျွန်တော်တို့ကအရင်ကလိုတည်းမှာကိုယ့်ကိုလိုက် share နေပြီးတော့ like ကတ်နေရမျိုးမလိုတော့ဘူးဗျာ။ဘာပြောအဲ့လိုပြီးပါတာတကယ် photo editor ျိုးစုံလုပ်ချင်တဲ့ click ချင်တဲ့ creative သမားတွေအဲ့လိုဝါသနာအိုးတွေတော့ကတော့သဘောကျကြမယ်လို့တော့ကျွန်တော်ထင်တယ်။နောက်တစ်ခုတကယ်အသုံးဝင်ပြီးကျွန်တော်လဲကြိုက်တာ AI နဲ့အရင်တော့ပုံအဟောင်းတွေ detail ကျနေတဲ့ low resolution low res file တွေကို auto upscale လုပ်တာမျိုးနောက်ပြာကျွန်တော်တို့တည့်မလားတစ်ခါကြရင်ပုံထဲမှာမပါတဲ့ဟာတွေပုံ expand လုပ်ချင်တယ်တည့်မလားပုံကိုပို့ပြီး ultra wide လို့ပေါ့ဗျာအဲ့လိုလုပ်ချင်ဆို AI နဲ့ပဲ fade up လုပ်ရတာအဲ့ဒါကြောင့်လောက next level တစ်ခုဗျာပြောရမဆိုရင်အရင်တော့ဒီလို AI feature တွေဖုန်းတွေမှာဒီလောက်ထိ demand နဲ့အလွယ်တကူမပါလာခင်တော့ဆိုရင်ဒါ တော်လေးကိုလောက်ရတဲ့ကိစ္စလိုမျိုးပေါ့နော်တော်ရုံလူဘာမှကိုမဆိုင်တဲ့ကိစ္စအဲ့ဒါကိုလည်းဒီကောက်မှာပါလာတယ်ကျွန်တော်အဲ့ feature ပါလာတော့လုံးဝ personally ကြိုက်တယ်ကျွန်တော်လည်းဒီမတိုင်ခင်တခြားကျွန်တော်သုံးနေတဲ့ flagship phone ကအဲ့ဒါမျိုးပါလာနေကိုတော်တော်လေး clear ဖြစ်တယ်ပေါ့နော်ဒီကောက်မှာလည်းပါလာပြီသူကပုံရဲ့ဒီ base နဲ့ဖက်တဲ့အပေါ်အောက် horizon တွေကိုဘေးပဲချဲ့ချဲ့အပေါ်အောက်ပဲချဲ့ချဲ့ AI နဲ့ auto expand လုပ်ပြီးတော့ fade up ဖြည့်ပေးတာကျွန်တော်ခုနပြောတဲ့ group photo တွေဘာညာတွေမှာလူတယောက်မျက်စိမှိတ်သွားတာကို AI နဲ့ auto ပြန်ပွင့်တယ်လို့လုပ်ပေးတာ owner ကတော့ AI face tune နဲ့ အဲ့ဒါလေတကယ်သုံးကြည့်ပြီးွားရင်နောက်ကိုနောက်နောက်ဆက်သုံးချင်သွားမယ့် feature တခုလို့တော့ကျွန်တော်မြင်မိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့လူတော်တော်များများတိုင်ပတ်တဲ့ group shot အုပ်စုလိုက်ပုံမှာအဲ့ဒီပြဿနာအများနဲ့ကြုံရတယ်။ Google တို့ဘာလို့ဒီမှာလို့ AI ဆရာကြီးတွေအားအမျိုး feature ကိုဟိုးကလေးကအဲထည့်ပေးလာတဲ့အချိန်မှာ on တော့အခုရလာပြီ။သုံးပြီဟုတ်တယ်မလား။သုံးကြည့်ကြပါဆိုတော့ photo အတွက်ဒီ honor 400နဲ့400 pro series တွေမှာတော်တော်လေးကို click เสีย AI ဘိုင်းနေပေါ့เนาะရိုက်နေတဲ့ချိန်ဒီမှာရော ထားလိုက်အဲ့ဒါအသိပြီးတော့အဲ့လောက်မလုပ်ဖြစ်ဘူးကိုယ်နဲ့မဆိုင်ဆိုတော့ရိုက်ပြီးသွားတဲ့အချိန်မှာဒီ post production မှာအဲလိုလုတ်ပေးနိုင်တာတွေကလည်းကလီးဖို့တော်တော်ကောင်းတယ်ဝယ်ထားရဆိုရင်တော့ဒေချာလေးသုံးကြဖို့တော့ကျွန်တော် recommend ပေးရအခုဒီလိုမျိုး400 drag လို့ base model မှာတော့အဲ့ဒီ silicon carbon battery ခက်ကောင်းကောင်းထည့်ပေးထားတယ်ဗျာတိတာတဲ့လော obvious benefit ကတော့လက်ထဲမှာ phone ကပပပပလေး6000 mAh power battery အောင်ပါတယ်6000ပါတယ်ဆိုတိုင်းအရင်တော့ကလိုမျိုးပေါချောင်အောင်ဗျာသိမလား capacity က spec ရတော့မြင့်တယ်ဒါပေမဲ့အလောက်ထိ quality မကောင်းတာမျိုးလုံးဝမဟုတ်တော့ဘူးပို့ပြီးတော့ power efficient ဖြစ်လာတယ် thermal control ပိုကောင်းလာတယ်အဲ silicon carbon battery ရဲ့အားသာချက်တွေထဲမှာအရင် extreme ဖြစ်တဲ့ပူလုံးအေးလုံးလိုမျိုးတွေမှာ battery အတွက် challenge ဖြစ်စေတဲ့အနေအထားမျိုးတွေအတွက်လည်းပို့ပြီးတော့အနည်းနဲ့အများသုံးထားတဲ့ grade ပုံမူတည်ပြီးတော့ပိုကောင်းလာတယ် nature battery ဆိုခဲ့ရသဘောပေါက်လိုက်ဗျာအားပြန်သွေးဖို့ဆိုလဲသူမှ80 watt speed charge ပါလာတယ်ဆိုတော့6000 battery ဒုံးကြီးကို အစဆုံးမှာ54မိနစ်ပဲတွင်းရတယ်ခုနောက်ပိုင်းဖုန်းတွေရထုံးစံ55မိနစ်နဲ့လဲအား40ရာခိုင်နှုန်းတော့ပြည့်ရယ်55မိနစ်တွင်လိုက်အားထုတ်ဝင်ပြီးပါပြည့်သွားတယ်ဆိုတော့ထားသွားထလာတကယ်မှကျွန်တော်တို့ဒီလိုအနေထားမျိုးတွေမှာလဲဘာမှစိတ်ပူစရာမရှိဘူး you know flagship level explain ရမယ်ဟုတ်တယ်ပြောလို့ပြောမှာမဟုတ်ကျွန်တော်ဆိုရင်ကျွန်တော်အမြဲပြောရယ်ပေါ့နော် live ကြည့်တဲ့လူတွေရောအရင်ဗီဒီယိုမှာသိလိုက်မယ်ကျွန်တော်က flagship ဖုန်းတွေသုံးတာဖြစ်တဲ့အတွက် 90W တွေ 120W တွေကျွန်တော်မှာရှိတယ်ကျွန်တော်သွားလေအဲ့အတုံးအဲ့အာသွင်းတက်ဆက်ပဲယူသွားတာပေါ်မှန်လည်းမယူဘူး တနည်းအားဖြင့်မသိပါဘူး5မိနစ်10မိနစ်လောက်တွင်းလိုက်တာနဲ့တော်တော်ပြည့်နေပြီဗျာအဲ့ခုဒီကောက်ဆိုလဲကြည့်လေအဲ400 base model ဆိုပေမဲ့အဲ့လို80 watt တကယ်ကိုဗျာသိမလား flashing neighbor user experience ရတယ်အဲ flashing high end phone ဖြစ်ပြီးအခုချိန်ထိ50 watt တို့40 watt တို့တောင်တိတ်မပါတဲ့တချို့ phone brand တွေတော့စိတ်တော့မကောင်းဘောနော်မတက်နိုင်ဘူးပြီးတော့နောက်တစ်ခုကကျွန်တော်ကဖုန်းတစ်လုံးမှာဆိုရင် display ကိုတော်တော်လေး serious ဖြစ်တယ်ထင်မှာပါတယ်။အဲ general spec တွေကျွန်တော်တို့အတွက်ကောင်းမှုလို့လို့ပဲ display ကလည်းအရေးကြီးရယ်ဗျာ။ဆိုတော့ on a phone တွေရထုံးစံ မျက်စိတက်တာဖို့လှုပ်ထားတဲ့ပိုင်းဟတ်ဝဲလေပဲအဲ့ဒါကျွန်တော် showcase လို့ပြောတာမဟုတ်ဘူးမိတ်ဆွေတို့လည်းတကယ်သုံးကြည့်ရလို့ဆိုရင်သိလိမ့်မယ်အဲအခုဒီကောက်မှာကောင်းတာဒီမျိုး honor 400လို့မျိုးအဲ apparmerace ထဲ merings လို့မျိုးဘက်ကိုပိုရောက်လာတဲ့ဖုန်းမျိုးမှာတော့မှ pwn demon 3800ကျော်လို့မျိုးအဲလို has မြင့်မြင့်နေသုံးမိလာတယ်နောက် multimedia consumption အတွက်ရောကျွန်တော်တို့ဒီ day to day အတွက်ရော dcip3 color အကြောင်းမှန်တယ်တန်ပစ်ပန်တယ်ဆိုတော့ တဲ့မလား400 Pro အထိမဝယ်ဘဲနဲ့တော့မှဒီလိုမျိုး400လေးမှာတော့မှ overall သူ့ရဲ့ panel quality ကအားရဖို့ကောင်းတဲ့အနေအထားတွေပါတယ်။နောက်တစ်ခုမခန့်တာသူ့ရဲ့ maximum peak brightness က9000နဲ့9000နဲ့တော့ဒါကတော့ marketing sign နဲ့ဟုတ်တယ်။နေရာတိုင်းမှာလည်းဘယ်သူမှ9000မထုံးပေးနိုင်ဘူးဗျာဒါမှဖြစ်နိုင်ဘူးပောက်ကွဲသွားမှာဟုတ်တယ်မလား။ဒါပေမဲ့ maximum သူ့ရဲ့ HDR content တွေမှာတနည်းအရအဲ့လို peak brightness 9000အထိလုံနိုင်နေဆိုတာကစဉ်းစားကြည့်လေသူ့ရဲ့ typical ကျွန်တော်တို့တဲ့မှာ day to day မှာသုံးဖြစ်မဲ့ brightness က 1500ဝင်ကျင်လောက်အသာလေး1000အထက်ဖြစ်သွားပြီ။လုံးဝကြိုက်သလောက်နေအောင်အောက်မှာတုံမြင်ရတယ်ဗျာ။ဆိုတော့ discipline နဲ့ပတ်သက်ပြီးတော့လုံးဝဘာမှပြောစရာမရှိဘူး။မပရိုတီမဝင်တော့ဒီကောင်လောက်မှာနေတော့တော်တော်အဆင်ပြေတယ်။ကျွန်တော် research လုပ်ကြရသလောက် data တွေရဆိုရင်တော့သူ့မှာ PPI 460ပါနေရရဲ့ခုန9000နေအထိ max brightness ဖြစ်နေရရဲ့အဲ့နှစ်ချက်ကသူ့ level တူအထူးဖြင့်ဒီ400ပေါ့နော်။ဈေးတန်းဝင်ရင်ဖုန်းနေထဲမှာ တော်တော်လေးကိုတိတ်ပြီးတော့တွေးဖို့ခက်တဲ့လက်ရှိအချိန်ထိပေါ့နော်။နည်းနည်းလေးပုံမြင့်နေတဲ့ spec combination လို့အောင်ပြောလို့ရတယ်။နောက်တစ်ခုဒီကောက်မှာအသစ်ပါလာတာပဲပြောမလား။ကျွန်တော်အရင်တော့တော့မတွေးမိခဲ့ဘူးပေါ့နော်။ motion sickness ဆိုရဟာပုံနေအောင်လှုပ်ပေးလာတာပါတယ်။ဘာလဲဆိုတော့ကျွန်တော်ကကားစီးတာတို့လှေစီးတာတို့တော့လမ်းရှောင်ရင်ဖုန်းကြည့်ွားတာတို့။အဲအဲ့လိုအနေထားတွေမှာကျွန်တော်တို့ကဟိုဖုန်းမှမဟုတ်ပြရသေးလား။အဲ့လို screen ပေါ့နော် tablet ပဲဖြစ်ဖြစ်ဖုန်းကတော့ပိုဆိုးတယ်။ screen သေးတာကိုအဲ့လိုအာယုံစိုက်ပြီးသွားရဆိုရင်ကျွန်တော်တို့ကအဲ့လိုမူးစေတယ်။ လူတိုင်းမှုတယ်တကယ်ကဒါပေမဲ့တောင်းတောင်းခန္ဓာရဝမှုဒီပြီးတချို့ကတော့တိတ်မမှုတချို့ကတော့လည်းဟို used to ဖြစ်သွားတာမျိုးပေါ့ဒါပေမဲ့ what's forever အဲ့ဒါကျွန်တော်တို့မျက်စိအတွက်အာရုံရောက်ရတော့မကောင်းဘူးအဲအဲ့လိုမျိုးကိစ္စမျိုးတော့ပါသူ့မှာပို့ပြီးတော့ရော့ကျသွားအောင်သူ့ရဲ့ဒီ display နဲ့ hardware ဘိုင်းကခုန PWM gaming ဘာညာရောက်လဲပါမယ်ပေါ့နော်ပြီးတော့ Kantic display ဆိုတာသူ့ရဲ့ဒီအကြောင်းအ blue light ကို hardware level ရာတော်တော်လေးကိုထိန်းချုပ်ပေးထားနိုင်တဲ့ဒီ panel တွေပေါ့ owner ရဲ့ signature ဗျာ owner phone သုံးရလို့ဆိုရင်အဲ့ဒါတွေက ဟို honor ဆိုတာ ਨੇ ပါပြီးသားဆိုတာမျိုးသိရမလားအဲအဲ့လိုမျိုးဟာရေအကုန်ပါတယ် evil mode တို့ပါလို့ဆိုလဲလုံးဝ black and white တော်တော်လေးကိုဗျာ blue light တွေမရှိတော့ဘူးနောက်တစ်ခု bear brand အစလိုက်လဲတော့ကျွန်တော်သေချာသတိမထားမိခဲ့ဘူး mirage phone လေးဆိုရင်အရန်အကျန်းခံရမယ် entry ဆိုအရန်အကျန်းခံရမယ်ဆိုပြီးတအားကို marketing တွေဖောက်ကြတော့အခုနောက်ပိုင်းကျွန်တော်မိတ်ဆွေတွေဖုန်းဝယ်ခံနေဆိုရင်ဒီမှာ iPhone ဘယ်လောက်အကျန်းခံလဲ IP ဘယ်လောက်ဖြစ်လဲဆိုတာမျိုးတော့အဲ့လိုမေးစရာဖြစ်သွားကြတယ်ဗောနော်ကောင်းတာလည်းဟုတ်တယ်ဆိုပေမဲ့ကျွန်တော်ကတော့လည်းမျက်စိနောက်တော့ထားပါတော့ဆိုတော့ ဒီကောက်မှာ SES 5 star ပါတယ်နိပြောမှဆို Honor ရဲ့ HCV ကောက်နေလို့ပဲဒီကောက်ကအကျန်းခံမှု durability ဘိုင်းမှာမာချာမှုရှိရဲဆိုရဖုန်းတလုံးဆိုတော့သိကြတယ် obviously ကတ်တရာလမ်းနဲ့အချွန်တက်တယ်လို့မညီတဲ့ surface တွေမှာကြာမှာဆိုရင်တော့ဒီဖုန်းမှာမဟုတ်သူ့တဲ့10စားလောက်ကောင်းတဲ့ဖုန်းလေး꿰မှာပဲဗောနော်အဲအဲ့လိုမဟုတ်သေးရတော့ကျွန်တော်တို့ဒီအိမ် display တွေပြမလားညီညာတဲ့မျက်နှာပြင်နေတဲ့ဘာညာတော်ရုံလောက်ပြုတ်ကြတာအတွက်ကတော့ဒီဖုန်းကတော်တော်လေးကိုခံနိုင်ရှိလာမယ်ဆိုတော့သူခုန spec အရာကျွန်တော်ပြောနိုင်တယ် ပြီးတော့ RBCC 6ပါတယ်အဲ့တော့ရေစင်ယုံရေပတ်ခံရအောင်လောက်ကတော့လုံးဝခံနိုင်တယ်ရေထဲကိုတစ်ချက်တလေလောက်လွတ်ကျသွားပြီးကိုကပြန်ဆယ်လိုက်မယ်ဆိုလို့ရှင်လဲ survive ဖြစ်လိမ့်မယ်ဒါမဲ့သိရမလား RB68 69တို့လိုမျိုး true flagship level ကောင်းနေလောက်တော့တမိတမောကြီးကြမ်းစမ်းဆိုတာမျိုးတော့မဟုတ်ဘူးပေါ့တကယ်ပြောလို့ပြောတာမဟုတ်ပါဘူးအဲ့လိုဖုန်းနေတော့မှအဲ့လိုရှောက်လို့လို့ water damage တခုခုဖြစ်ရင်ဘယ်ကံမင်းမတောင်းမယူဆိုတော့ဒါကလည်းသိရမလားပါရင်ကောင်းတယ်သို့တော်ဆိုတာမျိုး processor ကတော့ဒီ Honor 4 Android မှာ Snapdragon ကို7ကြံသွေးတုံးမိထားတယ်ဒါကသာမန်ပါပဲ my friend ပေါ့နော်ဒီလိုဖုန်းတွေဒီလိုပဲတုံးမယ်ဒါပေမဲ့လုံးဝသဘောကျဖို့ကောင်းတာ400 Pro Snapdragon 8ကြံသွေးအောင်တုံးမိလိုက်တယ်ဒါကပြောမဆိုရင်တော်တော်မိုက်တယ်ဥပမာဗျာအဲပြောရင်လည်းကျွန်တော်ကထုတယ်ဖြစ်အောင်မယ် Google ရဲ့ flagship ဖုန်းတွေမှာ Tensor chip တွေသုံးထားတာမျိုးထက်ဆိုင် AI feature တွေဘာညာသူ့ရဲ့ optimization ထဲမတွက်ရင်ပေါ့8ကြံ3 performance ကအများကြီးကောင်းတာလူတိုင်းအသိပဲလေ အခုချိန်ဒီ Snapdragon က Android လောကမှာ Apple ဟာကိုထဲမတွက်ဘူးဆိုရင် best of the best ပဲ all round လာ ISP အရာပါတွက်ရင်ပေါ့ raw performance ပဲကြည့်မှဆိုရင်တော့ဒီမှာ diversity ရေလည်းရှင်လို့ရတာပေါ့ဗျာအော်ပြီးတော့ AI feature တွေဆိုလို့သူက AI subtitle တယ် AI translation တွေပါတယ်ကျွန်တော်တို့၃ကြိမ်သလောက်လည်းမစိုးဘူး Hello how is you today 안녕하세요오늘은어떻게지내셨나요 တကယ်တမ်း AI feature တွေပေါ်လာတဲ့ထဲမှာကျွန်တော်တို့ productivity တော်တော်တက်သွားစေရတော့အဲ့လို summary လုပ်ပေးရတာအဲဒီကောက်မှာလေ AI summary အဲ့လို writing tool ပါလာပြီစာပဲရေးရေးစာပဲဖတ်ဖတ်အနှစ်ချုပ်တွေပဲဟော share ပဲ now gemini 2.0ကိုထည့်ပေးလာတယ် global official ဝင်တဲ့ဖုန်းတစ်လုံးပြီးပြီသူမှာအစင်လာမပြတ် google lens တို့ cycle to search တို့ကလည်းပါပြီးသားပဲသူရဲ့ magic board တွေကနေ AI translation တန်းသုံးလို့ရလာတော့ဒီဖုန်းမှာကျွန်တော်နောက်တစ်ချက်ကြိုက်တဲ့အချက်ပဲတော်တော်လေးကို convenient ဖြစ်တယ် ောမှဆိုရင်သုံးပြီးရလူတွေထပ်ထပ်ပြီးသုံးချင်သွားမယ် feature တခုလို့ပြောချင်တယ်ဒါတွေကတော့ productivity အတွက်ဒီ honor 400နဲ့400တွေမှာသူတို့ highlight လုပ်မဲ့ပါသမျှ AI feature တွေဖြစ်ပါတယ်အဲကျွန်တော်ဗီဒီယိုအဆောက်မှာပြောခဲ့သလိုပဲဒီတစ်ခေါက်မှာ honor အရင်90 100 200ညမှာနှစ် like တော့သူ upgrade အဓိကလုပ်တဲ့အပိုင်းတွေရှိသလိုဒီခေါက်400မှာကင်မရာပိုင်းတိုးတက်လာတာပြင်အဲ AI capability feature တွေအရင်ထက်ဆိုင်တော်တော်ဆုံဆုံတပြုံကြီးထည့်ပေးလိုက်တယ်ဆိုတော့တိတာတဲ့ upgrade တခုလို့ပြောရမယ် နောက်ကောင်းမကြကြံတော့ဘူး storage အနေနဲ့ဆိုရင်တော့ဒီဖုန်းဒီမှာ12512နဲ့လာမယ်12 GB RAM ပါတာမိုက်တယ်လို့512ပါတာကလည်း128 256တွေပါတာထပ်ဆိုင်တော်တော်များများအတွက်သဘောကျဖို့ကောင်းတယ် RAM နဲ့ ROM speed တွေကတော့ LPDDR4H တို့ UFS 3.1တို့ပေါ့နော် RAM Turbo နဲ့ Virtual RAM 12 GB ထပ်သုံးလို့ရမယ်ဆိုတော့ total စိတ်ပိုင်း24 GB ထိတော့ရမယ်ဒါမဲ့ကျွန်တော်ထွေကြုံအမြဲပြောနေတဲ့အတိုင်းအဲ V RAM ကိုတော့မလွင်ပိတ်သုံးပေါ့နောက်တစ်ခုသူ့မှာ infrared sensor လဲပါတော့ဖုန်းနဲ့ remote plan သုံးလို့ရတယ်သုံးမယ်ဆို ဒါလည်းနည်းနည်း underrated ဖြစ်နေတယ်တချို့လူတွေဟိုပါပေးမှမတုံးဖြစ်နေတဲ့ feature ဗျာကျွန်တော်ကတော့အဲ့ဒါကို recommend လုပ်တယ်ဖုန်းတိုင်းမှာအဲ့လိုလုပ်လို့မရအောင်အဲ့ sensor ပါမှရတာအဲ့တော့ပါရင်သုံးကြည့်ကြဗျာ400 pro version ကတော့ performance ပိုကောင်းသွားမယ် zone နဲ့ portrait shot တွေပိုကောင်းသွားမယ် auto speed လည်း100 watt ဖြစ်သွားမယ် wirelessly twin မှာဆိုလို့ရှိရင်လည်း50 watt 50 watt ထိပါလာတယ် pro မှာပေါ့နောက်ဆုံးအနေနဲ့တော့ကျွန်တော်ထုံးစံတိုင်း speaker test စမ်းပြပါမယ်မိတ်ဆွေအပြင်ရတိုင်းကြားခြင်းနဲ့ဆိုတော့ headphone nature တစ်ခုခုနဲ့နားထောင်ကြည့်ပါ ဒါတော့အပေါ်ဘက်စပီကာဘန် copyright တွေတော်တော်လေးကိုဂျမ်းဖြစ်လို့ window နဲ့ပဲဆန်းရတယ်ဒါတော့ out back အပန်ဒါ volume 100သူ့မှာခုနောက်ပိုင်းဖုန်းတွေထုံးတယ်200တိချဲလို့ရတယ်ဒါ200ဖြစ်သွားပြီဗျာဒါတော့အပေါ်ဘက်ပါဒါတော့ဖုန်းရဲ့ out back ကြားကြတဲ့အတိုင်းပဲပေါ့နော် ဘလို့လဲသူအတန်ထွက်သဘောကြလားဒီဖုန်းနဲ့ပတ်သက်ပြီးတော့အခုကြည့်တယ်မိတ်ဆွေတွေတခုခုထင်မြင်ယူဆချက်ကိုယ့်ရဲ့ပြောချင်တာရှိရင်ပေါ့အားမနာတဲ့အောက်မှာပြောခဲ့လို့ရပါတယ်ဒါပြဟုတ်ပါပြီဈေးအောင် pre-order date တွေတော့တိလာပြီဥပမာဒီလ22ရက်နေ့ကနေပြီးတော့နောက်လ July 4ရက်နေ့ထိအဲ pre-order gift တွေက owner ပြောတာတော့သူတို့ network ငါးသိန်းတန်ကြီးရှိရလက်ဆောင်တွေရမယ်။သူ့ pre-order gift တွေရွတ်ပြရတော့ထုံးစံတိုင်းရှာလိုက်တယ်။ Honor Choice Watch 2i, Honor Choice Earbud X7 Lite on a choice 1000 mAh power bank อืมไอ้3မျိုးရမယ်ပြီးတော့ display screen insurance ပါတယ်ရက်180 6လအတွင်းမှာဘာကြောက်ပဲကွယ်ကွယ်တစ်ချိန် free မှန်လဲပေးလိမ့်မယ်ကျွန်တော်ကတော့ Honor 400 or 400 Pro ရောရောင်းပေးလာတာကိုကြိုက်တယ်ဘာလို့လဲဆိုတော့ဖို့ရဒရကဘက်ဂျက်သမားတွေအတွက်ဖြစ်တယ်လို့နည်းနည်းသုံးလိုက်မယ်ပိုဆိုင်သုံးလိုက်မယ်ဆိုရယ် pro user pro ဝယ်မဲ့လူတွေအတွက်က Snapdragon 8 Gen 3လို့ SoC နဲ့သုံးရမှာစဉ်းစားကြည့်ဗျာဒီမှာဒီလို upper range level ဖုန်းတစ်လုံးမှာအဲ့လိုရတယ်ဆိုတာက ဟို upper mirage 8s jam 4တို့တော့မလဲ diversity ထဲကသိရမလားဘာ ultra တို့ပေါ့အဲ့လို6000 series တွေရှောက်သုံးတာထက်စာရင်အများကြီးပိုကောင်းတယ်အရင်နှစ်က flash s ဆိုစီဗျာစဉ်းစားကြည့်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကတော့ကျွန်တော် honor 400နဲ့400 pro ကို showcase လုပ်ပေးတာပေါ့နော်ဆိုတော့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့သိချင်တာတွေဒါမှမဟုတ်ကိုယ့်ရဲ့ honor ဒီလို number series user experience တွေရှိရင်ကောင်းသည်ဆိုသည်ဘာဖြစ်ဖြစ်ပေါ့နော်အောက်မှာ mention လို့ရပါတယ် အဲဒီလိုပဲဒီဗီဒီယိုလေးသဘောကျတယ်ဒါမှမဟုတ်ကျွန်တော်တို့ချစ်တယ်ဆိုလို့ရှိရင် like and share လုပ်ပြီး support လုပ်လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ဖုန်းကျော်သူပါဗီဒီယိုအဆုံးသတ်ကြည့်ပေးရမိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်